ထိုင်းနိုင်ငံစမော့ဆော့ခရိုက်ခိုင်ထဲကမက်ကောက်မြစ်ထဲမှာ၄နိုင်လောက်ကြာမျောနေတဲ့ထိုင်းအမျိုးသမီးကိုမြန်မာအမျိုးသားကကယ်တင်နိုင်ခဲ့ပါတယ်။အော်တိုဘားလတရက်နေ့ည7နိုင်လောက်မှာအသက်50နှစ်အရွယ်ထိုင်းအမျိုးသမီးဟာမက်ကောက်မြစ်ထဲမှာ၄နိုင်လောက်ကြာပေါ်လောမျောနေခဲ့တာပါ။သူပြောက်ကျခဲ့တဲ့နေရာနဲ့3ကီလိုမီတာလောက်အကွာအထိမျောပါလာခဲ့ပြီးတဲ့နောက်မြင်ကန်းပေးမှအလုံးလုံးနေတဲ့အသက်30နှစ်အရွယ်မြန်မာအမျိုးသားကအော်တန်းကြတဲ့အတွက်တွားရောက်ကယ်တင်ခဲ့တယ်လို့ထိုင်းသတင်းဌာနတွေမှဖော်ပြပါဗျာ။ ညာဘက်အချိန်ညထဲကကဲပေးဖို့အမျိုးသမီးရဲ့ငိုတန်ကြားရတဲ့အတွက်တရေချောက်တဲလို့ထင်ခဲ့ပြီးတွားကြည့်တဲ့အချိန်မှာအမျိုးသမီးတူငါးဖက်လီဂျိုးပေါ်မှာတွက်ကပ်ပြီးပေါ်နေတာကိုတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။အဲဒီနောက်မြမအမျိုးသားကတငယ်ချင်းတွေကိုခေါ်ပြီးထိုင်းအမျိုးသမီးကိုကမ်းပေါ်ခေါ်ယူကဲတင်ပေးခဲ့တာပါ။ထိုင်းအမျိုးသမီးကလည်းမြကမ်းမေးမှာပလင်းခေါ်တွေကိုတင်နေချင်းချီချော်ပြီးမြထဲပြုတ်ကျသွားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။